လာပါရှင်ခေတ္တတယ်လီဗီရှင်းကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်ပမောမျိုးသိန်းတိုက်ပွဲအတွင်းစစ်ကောင်စီမှရဲမီများအပါအဝင်အမျိုးသမီးများလက်နက်ချလို့ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်ပမောမျိုးသိန်းတိုက်ပွဲမှာစစ်ကောင်စီတပ်မှရဲမီများအပါအဝင်အမျိုးသမီးတရာကျော်လက်နက်ချရာကိုဝင်ဆောင်များပါဝင်နေကြောင်းစစ်ရေးသတင်းအရင်းမြစ်တချို့ကပြောပါရယ်21ထဲကရဲမီတရာကျော်လက်နက်ချရဲကိုဝင်ဆောင်နေပါတယ်လို့စစ်ရေးရင်းမြစ်တန်းဟုကပြောရယ်ဒါကြောင့်စစ်ကောင်စီကကိုဝင်ဆောင်ရဲမီကိုအသုံးပြုနေခြင်းဖြစ်ကြောင်းအထက်ပါစစ်ရေးသတင်းအရင်းမြစ်ကဆက်ပြောပါ ါတယ်။ဒါပေမဲ့အကြအစင်ရေးတရင်မြေတို့ကတော့စစ်ကောင်စီတပ်ဆွင့်ရစခန်းများမှာအမျိုးသမီးများကိုဖမ်းမိတာမှန်တော့လဲစကားက27မှာမဟုတ်ဘဲမြို့ထဲရှိစခန်းများမှာဖြစ်က၎င်းတို့မှာရှင်းမြေဟုတ်မဟုတ်မသိကြောင်းပြောပါတယ်။ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကပမော်မြို့ရှိစစ်ကောင်စီလက်ချံစခန်းများတရင်များတရင်ဌာနချုပ်များအလုံးကိုတပြိုင်နက်တည်းထိုးစစ်ဆင်နေပြီးတိုက်ပွဲများပြင်းထန်နေရလို့စစ်ရေးတရင်အရင်မြစ်တွေကပြောပါတယ်။ ပမော်ခွင်းမှာရဲတွေလက်နက်ချတာမှန်နဲ့ရဲမေတွေပိတ်မိနေတာကြာပြီဆိုတော့အိမ်နောက်တဲ့ရဲမေတွေလည်းပိုက်ကြီးတွေနဲ့လေလို့စီဒီအန်ရဲတအုပ်ကပြောပါတယ်။ KIA နဲ့ပူပေါင်းတပ်က AB နှစ်ရက်မှ22ရက်ထိ ထိုးစစ်ကိုစကိုင်းငလင်းကြောင့်အရေးပေါ်ကင်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းများလုပ်ကိုင်နိုင်ဖို့အရာရည်ရနာခဲ့တယ်။အဲဒီနောက် AP 25ရက်ကစပြီးပြန်လည်ထိုးစစ်စနေရစာခက27ရက်ကကင်စကန်တချို့ကိုထပ်မံသိမ်းပိုင်ရရှိခဲ့ပြီးအရာရှိပါဝင်73ဘန်းတွေကို KIA ကဖမ်းဆီးရမိထားတယ်လို့သိရပါဗျ။စာခက27ကိုခုခံနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေစတင် ထွက်ခွာနေရပြီးတိုက်ပွဲပြင်းထန်နေကြောင်းမြေပြင်စစ်ရေးတရင်အရင်းမြစ်တို့ကပြောပါရယ်။ဒါအပြင်စစ်ကောင်စီကမြစ်ကြီးနားမိုးကောင်ဖားကန်လန်းနဲ့အင်းတော်ကြီးကမိုင်းဖားကန်လန်းပိုင်းတို့မှတက်စင်ဖားကန်ကိုအင်အားဖြည့်ဖို့ကြိုးစားနေရမှာအဆိုပါလမ်းပိုင်းနှစ်ခုစလုံးမှာတိုက်ပွဲများပြင်းထန်နေပါရယ်။ဗမော့တိုက်ပွဲပါဝင်ကချင်ဒေသစစ်ရေးချင်းနီများမီမြန်ဘို KAI တရင်ပြန်ကြားရေးဌာနတာဝန်ကပုံမူကြီးနော်ဘူတန်ဆက်သွယ်ရန်ကြိုးစားတော်လဲဆက်သွယ်လို့မရပါဘူး။ KAI နဲ့ပူးပေါင်းတပ်တွေက2024ဒီဇင်ဘာလရက်မှစပြီးကချင်ပြည်နယ်ရဲ့ဒုတိယမြို့တော်ကိုသိမ်းပိုင် နိုင်ဖို့စတင်ထိုးစစ်ဆင်နေတာဖြစ်ပါတယ်နောက်ထပ်တပုံးအနေနဲ့ဤပြီးတော့မှစကိုင်းကလင်ကြောင့်ပြည့်စည်သွားတဲ့ရုံးဌာနအဆောက်အုံများကိုမူလတည်ဆောက်ခဲ့တဲ့ကုမ္ပဏီတွေကပြင်ဆင်တည်ဆောက်ပေးရမယ်လို့စစ်ကောင်စီကတည်ယဝင်ကြေညာတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ လွတ်တော်ကိုတည်ဆောက်ခဲ့တဲ့ ACE ကုမ္ပဏီပိုင်ရှင်ဦးတင်စန်းနဲ့ဗိုလ်ချုပ်ဟောင်းသာသမီတချို့စစ်ကောင်စီကိုမဆက်သွယ်တော့ဘဲတင်းရှောင်နေရလို့လည်းသိရပါဗျ။နေပြည်တော်မှာစကိုင်းကလင်ကြီးကြောင့်ပြည်စည်းသွားတဲ့ရုံးဌာနအဆောင်များကိုမူလတည်ဆောက်ခဲ့တဲ့ကုမ္ပဏီများကပြင်ဆင်တည်ဆောက်ပေးရမယ်လို့စစ်ကောင်စီကတရားဝင်ကြေညာပါဗျ။မနေ့ကနေပြည်တော်မှာပြုလုပ်တဲ့အဆောင်များပြန်လည်ပြုပြင်အသုံးပြုရင်းနဲ့အသည့်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီရဲ့ပထမအကြိမ်လုပ်ငန်းညှိနှိုင်းစည်းဝေးမှာကော်မတီဥက္ကဋ္ဌကာကွယ်ဝင်ကြီးဗိုလ်ချုပ်ကြီးမမောင်ကအဲ့ဒီလိုထုတ်ဖော်ပြောဆိုလာတာဖြစ်ကြောင်းစစ် စ်ကောင်စီရဲ့ဝါဒဖြန့်သတင်းစာတွေမှာဖော်ပြထားပါတယ်။နေပြည်တော်မှာမလ28ရက်ကလုတ်ခတ်ခဲ့တဲ့စကိုင်းငလင်ကြီးကြောင့်အစိုးရဝန်ကြီးဌာနအဆောင်များပြိုကျပျက်စီးခဲ့ရမှာနီလန်သုံးသွင်းနဲ့ပြင်ဆင်တိဆောက်သွားမှာဖြစ်ကြောင်း၎င်းတို့အနက်ရုံးဌာနအဆောင်များကိုပြင်ဆင်ဖို့မူလတိဆောက်ခဲ့တဲ့ကုမ္ပဏီများကိုတာဝန်ပေးဆောင်ရွက်ခြင်းဖြစ်ကြောင်းကာကွယ်ဝင်ကြီးပုချုပ်ကြီးမောင်မောင်ဤကဆိုပါတယ်။စကိုင်းငလင်ကြောင့်နေပြည်တော်မှာပြိုကျပျက်စီးခဲ့တဲ့အဆောင်များစွာအနက်မှာတမရအိမ်တော်မှာအေဒင်ဆောက်လို့ရင်ကုမ္ပဏီပိုင်ရှင်ဦးချစ်ခိုင်ကတာဝန်ယူတိဆောက်ခဲ့တာဖြစ်ပြီးဒု တိယသမ္မတနေအိမ်များနဲ့လွတ်တော်ဥက္ကဋ္ဌနေအိမ်များကိုတော့သူကုမ္ပဏီပိုင်ရှင်ဥတီစာကတာဝန်ယူတည်ဆောက်ခဲ့တာဖြစ်ပါတယ်။နေပြည်တော်ရှိငလင်းကျောင်းပြူကျပြစီသွားတဲ့ဝဏသိတိအာကစားရုံမှာ Mass မြန်မာကုမ္ပဏီပိုင်ရှင်ဦးစောစောကတာဝန်ယူတည်ဆောက်ခဲ့တာဖြစ်ပါတယ်။နေပြည်တော်လွတ်တော်အဆောင်ကတော့ AC ကုမ္ပဏီပိုင်ရှင်ဦးတင်ဆန်းကတည်ဆောက်ခဲ့တာဖြစ်ပြီးဦးတင်ဆန်းကစစ်ကောင်စီကိုဆက်သွယ်ခြင်းမရှိတော့ဘဲတင်းရှောင်သွားကြောင်းသိရပါတယ်။ဗိုလ်ချုပ်ကြီးအောင်ရွှေမန်းရဲ့တာတိုးနိုင်မှန်း အောင်တမန်နေပြည်တော်ကောင်စီဝင်ပုံမူကြီးဟောင်းတင်းညွန့်ရဲ့တားကုမ္ပဏီများမွေးရီဝန်ကြီးဟောင်းမောင်မောင်တင်းရဲ့တားကုမ္ပဏီများအပါအဝင်နေပြည်တော်ဆောက်လုပ်ရေးလုပ်ကိုင်ခွင့်များရရှိခဲ့တဲ့စစ်ဘုတ်ချုပ်ဟောင်းတွင်ရမိသားစုဝင်နေတဲ့အတိုင်းဝိုင်းနေမှာလည်းတင်းဆောင်နေကြပြီးတချို့သားစစ်ကောင်စီကိုပြန်လည်ဆက်သွယ်ကြကြောင်းသိရပါတယ်။ငလင်းကျောင်းလေစိမ့်ဆက်သွယ်ရေးတာဝါတိုင်းပြိုကျပြီးနေပြည်တော်လေစိမ့်အေကမ်းမှပြိုကျမှုအတွက်အ धिक တာဝန်ရှိသူမှအေရှာဝေါ်ကုမ္ပဏီပိုင်ရှင်ဦးထွန်းမြင့်နိုင်ဖြစ်ပြီး A1 ဆောက်လုပ်ရေးကုမ္ပဏီဦးအိုက်ထွန်းပိုင်နဲ့ရွှေတောင်ဆောက်လုပ်ရေးကုမ္ပဏီနဲ့ဦး းစုံဝင်းရှင်ပိုင်နဲ့ဟင်းသာအေယာကုမ္ပဏီတို့မှလည်း၎င်းတို့တိစောက်ခဲ့တဲ့ဝန်ကြီးဌာနရုံးများနဲ့စင်ယုံအဆောင်များမှပြင်ဆင်တိစောက်မှဖြစ်ကြောင်းသိရပါရယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ကြောက်ပရောင်းနဲ့ငတ်တရောင်းမှာနှစ်ရက်ဆက်တိုက်တိုက်ပွဲဖြစ်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီစစ်ကြောင်း၅ဦးတေဆုံးပြီး၅ဦးဖမ်းမိပြီးလက်နက်ခဲယမ်းချို့သိမ်းဆည်းရရှိရလို့သိရပါရယ်။မန္တလေးတိုင်းငတ်တရောင်းမြို့နယ်ရဲစခန်းကနေညာဦးမြင်းချန်တောင်သားဘက်ကိုစစ်ကြောင်းထိုးဖို့ထွက်လာတဲ့စစ်တပ်စစ်ကြောင်းကိုတော်လိုင်းတပ်တွေက၂ရက်ဆက်တိုက်တိုက်ခိုက်ရမှာရဲတပ်ချက်ကြီးတအုပ်အပါဝင် 9ဦးတည်ဆုံးပြီး2ဦးအရှင်ဖမ်းမိခဲ့တယ်လို့ပုတ်ပါပြောက်ကြားတပွဲမှသိရပါတယ်။ဧပြီလ26ရက်နေ့ကငတရောင်းမြို့နယ်ရဲစခန်းကထွက်လာတဲ့စစ်သားရှင်းနဲ့ပြူစောတီအင်အား120ခန်းပါစစ်ကြောင်းကတော်ပြားချင်းရွာနဲ့တရားချင်းရွာကိုဝင်ရောက်တဆွဲခဲ့ပါတယ်။အဲဒီကနေဧပြီ29ရက်မနက်မှာတောင်ခမောက်ချင်းရွာကိုစစ်ကြောင်းထိုးလာရန်လမ်းပိုင်းမှာတော်လိုင်းပူပေါင်းတပ်တွေတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ပထမဆုံးကကျွန်တော်တို့ BGF နဲ့21ပကံဖွဲ့လို့ရရှေ့ပြေ ကင်းတက်စိတ်နဲ့အရင်တိုက်ပွဲဖြစ်တဲ့တနိုင်ခွဲလောက်ကြတော့လက်နက်ခဏ်ရမရှိတော့တာမို့နောက်ဆုတ်ပြီးလိုက်ရတယ်။အဲ့ဒီချိန်ပကံဘလူးနဲ့တခြားမဟာမိတ်တပ်တွေရောက်လာပြီးထပ်ဖြစ်ကြသေးတယ်။ပြီးတော့လင်းရင်ပြစ်ကူကြောင့်နောက်ဆုတ်ခဲ့ရတယ်လို့ပုတ်ပါပြောက်ကြားတပွဲကဒုတိယတာဝန်ခံရှဲဘော်ဖြတ်တာကပြောပါရတယ်။အဲ့ဒီနောက်စစ်ကောင်စီတပ်စစ်ကြောင်းက တောင်ခမောင်းရွာအတွင်းကနေအိမ်တွေကိုမိရှုဖြက်ဆင်းခဲ့လို့သိရပါတယ်။စားခစစ်ကြောင်းကငတ်တယောက်ဘက်ကိုပြန်ရောက်သွားတယ်။ဖယူဖယင်းနဲ့ကိုဆုတ်သွားတာမိတာကညောင်းခရိုင်ပါစနှစ်ယောက်လို့ PGF ပုတ်ပါဒုတိယတာဝန်ခံရှဲပေါ်ပြတ်တာကတိုက်ပွဲဖြစ်ပွားမှုကိုပြောပြပါရယ်။စစ်ကောင်စီစစ်ကြောင်းဟာတီတာရင်အင်အားပြစစ်ကြောင်းတိုးလာခြင်းဖြစ်တယ်လို့လည်း၎င်းကသုံးသပ်ပါရယ်။ ABLA 28ရက်နေ့မှာလည်းဂျာဗရောင်မြို့နယ်ထောက်ရှာရွာကိုစစ်တပ်ကဆက်ပြီးစစ်ကြောင်းတိုးလာရမှာပုတ်ပါဂလန်ရီယာ Force PGF တပ်ဖွဲ့နဲ့မဟာမိတ်တွေကမနက်9နိုင်ဝင်ကျင်မှာညနေ4နိုင်ဝင်ကျင်ထိတ နေကုန်နီးပါးကြားပြတ်တိုက်ခတ်ခဲ့ပါရယ်စစ်ကောင်စီစစ်ကြောင်းအထိနာတဲ့အတွက်လေကြောင်းမှနေလဲ၂နိုင်ဝင်းကျင်မှ၃ကြိမ်၄နိုင်ဝင်းကျင်ခန့်မှလည်း 3ကြိမ်ပြစ်ကူပေးသွားတယ်လို့သိရပါတယ်။ဒီနှစ်ရတန်တိုက်ပွဲအတွင်းစစ်ကောင်စီတပ်မစစ်တုံးပန်းနှုတ်အရှင်ဖမ်းမိခဲ့ပြီးရဲတပ်ချက်ပါဝင်စစ်ကောင်စီတပ်မအလောင်း၅လောင်းရရှိခဲ့တယ်လို့ကိုပြတ်တာကပြောပါတယ်။ဒါအပြင်စစ်ကြောင်းမှာထိခိုက်ဒဏ်ရာရသူ53လည်းရှိပြီးအရာခံပိုတုံးအပြင်ထံဒဏ်ရာရရှိခဲ့တယ်လို့လည်းဆိုပါတယ်။တိုက်ပွဲမှာစစ်ကောင်စီစစ်ကြောင်းထံမှ M22 နှစ်လက် equipment တကူလက်ပစ်ပုံ၃လုံးစကားပြောဆက်၄လုံး9.62ကြိမ်80တောင်းနဲ့အခြားဆက်ဆက်ပစ္စည်းတွေသိမ်းဆည်းရမိခဲ့တယ်လို့ PDF ကထုတ်ပြန် ြန်ခဲ့ပါတယ်တိုက်ပွဲရုပ်သံမှတ်တမ်းတွေကိုလည်း people spring ရဲ့ telegram channel မှာတည်ရှိနိုင်ပါတယ် စစ်တောင်းကငတဲ့ရောက်ဘက်ကိုရောက်သွားတဲ့ဖီယိုဖီယဲနဲ့ကိုဆုတ်သွားတာမိရာကညာဦးခရိုင်ပါစနှစ်ယောက်လိုရဲဘော်ကပြောပါရယ်စစ်ကောင်စီတပ်စစ်တောင်းကဒေတာရင်းအင်အားပြစစ်တောင်းထိုးလာတာဖြစ်တယ်လို့သူကသုံးသပ်ပါရယ်အခုတိုက်ပွဲကຫນွေဦးတော်လိုင်းကာလာတွင်ကြာပရောင်မျိုးနယ်မှာအပြင်းထန်ဆုံးနဲ့ပထမဆုံးတိုက်ပွဲဖြစ်တယ်လို့ဒေတာကန်တချို့ကပြောပါရယ်ဒီနေ့တတိုက်ပွဲကိုပုတ်ပန်းဂလာရီယာဖို့စ် PGF တပ်ဖွဲ့ပကံပြည်ဘလူးတပ်21ပကံမြင်းချံခရိုင်တိုင်ရင်တောင်းညာဦးခရိုင်တိုင်ရင်လေးတောင်းရင်သွေးတပ်ဖွဲ့ညာဦးခရိုင်ပါကာဖာမုံမခပြောက်ကြားတပ်ဖွဲ့ကလုံ ပြောက်ကြားတပ်ဖွဲ့ရန်ကြီးအောင်မန်ပခိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Scorpion People Defense Mode တို့ပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါဗျ။ နောက်ထပ်တစ်ပုတ်အနေနဲ့တောင်ခမ်းတိုက်ပွဲစစ်ကောင်စီကအစိမ့်ငွေဘုံတွေကျင်းတိုက်ခိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းတောင်ခမ်းကျင်းရွာကအမြောက်စခန်ခုတ်ကဲမှုဌာနချုပ်မာဆာခ900နှစ်အနီးမှာတိုက်ပွဲဖြစ်ပွားခဲ့ပြီးတိုက်ပွဲအတွင်းကိုစစ်ကောင်စီတပ်ကအစိမ့်ငွေဘုံ၁၁လုံးကျင်းချတိုက်ခိုက်ခဲ့တယ်လို့တောင်တပ်မတော် TNN ကအေဘီလာ29ရက်ညပိုင်းမှာထုတ်ပြန်ပါတယ်။တောင်ခမ်းရွာက900နှစ်တက်စခန်ဒီမှာတိုက်ပွဲဖြစ်ပွားနေခြင်းစစ်ကောင်စီတပ်ကအစိမ့်ငွေဘုံ၁၁လုံးနဲ့လက်နက်ကြီး26လုံးပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။စစ်ကောင်စီတပ်ကဒီကနေ့မနက် 8နိုင်ကနေညနေ3နိုင်ခွဲကျော်တိအစိမ့်ငွေပုံတွေနဲ့ကျင်းချခဲ့ပြီး900နှစ်ဌာနချုပ်နဲ့အာမတ453တက်စကန်ကနေလက်နက်ကြီး 120မမတို့နဲ့ပြန်ခန့်တိုက်ခိုက်ခဲ့တယ်လို့တအောင်တမတော်ကဆိုပါတယ်စစ်ကောင်စီကအပြစ်ခန့်ရဲစင်ကာလာကိုအေပြီလကုန်တီးထမှန်တိုးပြထားမိမယ်ပလောင်ပြည်နယ်လူမျိုးရေးတပ်ဦး PSLF DNL အုပ်ချုပ်တဲ့မြို့နယ်တွေကိုစစ်အင်အားတွေဖြည့်တင်းကထိုးစစ်စင်နာရီနဲ့တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့နေရာတွေကိုလည်းလေကြောင်းကနေလာရောက်ပုံတင်နေရလို့အတည်ပြုထားပါတယ်ဒါအပြင်ပြီးခဲ့တဲ့အေပြီ24ရက်ကလည်းနောင်ကျုံမြို့နယ်ကိုစစ်ကောင်စီကလေကြောင်းကနေအစိမ့်ငွေပုံရှင်လုံးနဲ့ဘုံ28လုံးကျင်းချတိုက်ခိုက်ခဲ့တယ်လို့တအောင်တမတော်ကထုတ်ပြန်ထားပါတယ် ်အမြောက်တပ်ရင်းနေရှိတဲ့တောင်ခန်းဒေသကစစ်ကောင်စီတပ်ကပြီးခဲ့တဲ့မလတတိယပတ်မှာတောင်ခန်းချင်းရွာနီကမဲပုတ်ချင်းရွာကိုသိမ်းပိုင်ရရှိပြီးရဲ့နောက်တလာကြမှာမဲပုတ်ရွာကနေတမိုင်ကျော်ဝေးတဲ့နောင်လင်းချင်းရွာကိုပြီးခဲ့တဲ့ရက်ပိုင်းကသိမ်းပိုင်ခဲ့ပါရယ် တောင်တက်မတော် TNL တနုပြည်သူလွတ်မြောက်ရေးတပ်တော် DPNL နဲ့ပူးပေါင်းတပ်တွေကနောင်ချုံမြို့ကိုသိမ်းပိုက်ပြီးရနောက်မြို့နယ်မှာ၂၀ခန်းဝေးတဲ့စစ်ကောင်စီရဲ့အမြောက်စခန်းကုတ်ကဲမှုဌာနချုပ်အပါဝင်အမြောက်တိုင်ရင်၄ခုရှိနေတဲ့တောင်ခန်းဒေသတိုက်ပွဲက၉လဝင်ခြင်းကကြာမြင့်နေပြီဖြစ်ပါတယ်။အမြောက်တပ်တွေရှိတဲ့တောင်ခန်းဒေသကိုတော်လိုင်းပူးပေါင်းတပ်တွေက၂၀၂၄ဇူလိုင်လကုန်ကလေးကထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ၉လတိုင်းနေစဉ်ရက်ဆက်တိုက်ပွဲတွေပြင်းထန်ခဲ့ပြီးအစောပိုင်းမှာတော့တောင်ခန်းဒေသကအာမတ၄၆နဲ့အာမတ၂၆အမြောက်တိုင်ရင်၂ခုကို 2024ဩဂုတ်လ28ရက်မှာ TNLA နဲ့ပူးပေါင်းတပ်တွေကသိမ်းပိုင်နိုင်ခဲ့တယ်လို့ TNLA ကထုတ်ပြန်ပါတယ်။အရင်နောက်ကြမ်းတပ်စခန်းတစ်ခုကိုဆက်လက်ထိုးစစ်ဆင်ခဲ့ပါတယ်။နောင်ချူမြို့နယ်တောင်ဘက်ဒုထဝရီမြကူတတာအနောက်ဘက်မှာရှိတဲ့တောက်ခန်းကျေးရွာနာမှာအမြောက်စခန်းကုတ်ကဲမူဌာနကျုံမဆခ900နင်းနဲ့သူရဲလောက်ကံအမြောက်တရင်3ရင်ဖြစ်တဲ့အမတ354အမတ206အမတ406တို့ရှိပါတယ်။စစ်ကောင်စီကနောင်ချူကိုလမ်းကြောင်းတစ်ခုကနေစစ်ကြောင်းထိုးနေပါတယ်။တောင်ခန်းရက်ဆောက်လမ်းပိုင်းကနေစစ်ကြောင်းထိုးအင်အား ပေါ်နေတယ်လို့နောင်ချိုပြင်းဝင်လန်ပိုင်းကနေစစ်ကြောင်းထိုးနေတာလို့သတင်းမှဖော်ပြပါရှိပါရရှင်